မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေဖန်ရဲကိုမျက်နှာမြန်ဖန်ကိုတဲ့ကြောင့်လို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့ကတော့28ရက်ရှင်ရ9လ2025ပေါ့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ဝဲလေးတွေအကြောင်းပြောပြခြင်းနဲ့ရခိုင်ပြည်နယ်မှာကဒါကြောက်ယူမှာတိုက်ဝဲဖြစ်နေတယ်တိုက်ဝဲပွဲတိုက်ဝဲဖြစ်နေတယ်ပေါ့နော်တိုက်ဝဲဖြစ်နေတယ်ဒါတက်ကအတာစီရမလားဟိုဘက်ကအတာစီရမလားဆိုတော့ကျွန်တော်ဆက်လက်ကြည့်ရှုနေတာဖြစ်တယ်နော်တမ်းမတော်ဘက်ကကြတော့ဒါသူကြီးကြီးလေးရှိနေတဲ့အတွက်ဒါဆုံးရှုံးမှုကိုတော့ ဖြစ်နိုင်မှာတော့မထင်ဘူးပေါ့ A ရဲ့အကောင်းဆုံး A ကိုအများဆုံးကာပေးတတ်တာ PDF တွေဖြစ်တယ် ARV တိုင်းတစ်ချောင်းလုံးကာပေးတတ်တယ်သူတောက်ချောက်တောက်ချောက်ပေါ့ဗျာဟိုရိတ်ခါလမ်းကြောင်းတွေအကုန်တော်တော်များများပဲခူးတိုင်းတို့ ARV တိုင်းတို့မကွေးတိုင်းတို့ဘက်ကနေပြီးတော့မှဒါရောက်ရှိလာတာဖြစ်တယ်နော်အဲ့ဘက်ကိုပိတ်နိုင်တော့အဲတခါတော့တော်တော် A ပြတော့တော်တော်ပွားပြတ်သွားမယ်အနေဒါရှိတယ်အဲ့ဘက်ကိုအခုချိန်ထိမပိတ်နိုင်သေးတဲ့အခါကျတော့အဲ့ဒီပြဿနာတွေရှိလာတော့နော်အဲ့လို A ရကြောက်ပြူစားတိုက်ပြီး စားတိုက်အရင်ရက်ကညင်နေတဲ့စားတိုက်နေတဲ့ဘသူနိုင်မှဘသူရှုံးမှဘသူပါမလားပြန်ရမလားအဲ့ဒီမှာတင်မဲ့ A ရဲ့ဆက်ကတင်းသွားပြီးတော့မှအဲတပီပြီးနေတခုလုံးပြန်လဲ A ကျန်သွားမလားဆိုတာကြည့်ရမယ် A တစ်ချက်မှားတာနဲ့ပြီးနေသူတို့တင်းထားတဲ့စလေးမျိုးနဲ့လုံးပြန်ထိုးအပ်လိမ့်မယ်တစ်ချက်လေးမှားတာနဲ့တစ်ချက်လေးဒုက္ခရောက်ပြီ ေးရအနေထားဒါကျွန်တော်မြင်တာအေးရစစ်ထနာချုပ်ကလိုင်ဇာမှာရှိတယ်လိုင်ဇာမှာရှိတဲ့စစ်ထနာချုပ်ကလည်းပဲကချင်တွေအတွက်ဒီဗမော်အတွက်ဝင်ပြီးတိုက်ခိုက်ပြီးနေရတဲ့အခါကျတော့အဲဗမော်မှာလည်းအကျိုးဘက်နဲ့အဆုတ်ပြတ်တွေကများသွားပြီးတေတဲ့လူနဲ့ဒါလက်သွားတဲ့လူနဲ့အဆုတ်ပြတ်တွေနဲ့များသွားပြီးများသွားတဲ့အခါကျတော့အေးမှာတော်တော်ကြီးကိုရိမ့်ရိုင်းသွားပြီးအေးကတော့ဒါမှကြာခင်မှာစစ်ရှုံးမယ်ဆိုတာကျွန်တော်တို့တွတ်လို့ရသွားပြီးနော်တွတ်လို့ရသွားပြီးအေးရဲ့အဓိကမိုးရိပ်ဈေးနဲ့သူတို့က ါစီးပွားရေးလုံစာဖြစ်တဲ့အတွက်ဒီဘက်ထိုင်းနိုင်ငံဘက်ကလည်းပဲလက်မခံဘူးဒီဘက်မလေးရှားဘက်ကလည်းပဲလက်မခံဘူးဖြစ်လာပြီနောက်ပိုင်းကျလို့ရှင်အေရမွေးရာဇာခိုင်းရတဆင့်ကန်တည်ပေးနေတဲ့နိုင်ငံတွေဒုက္ခရောက်တော့မယ်ပြီးတော့အေရမွေးရေးဒီတော်တော်များများကအဲဒီသူတို့ထိန်းချုပ်ထားတဲ့ထောင်းလေးတွေမှာပဲအကုန်ပတ်ထားတယ်လက်နက်တွေဝင်နေရဒါကျွန်တော်တို့တရင်ရရှိတာရှိတယ်နော်အဲအဲ့တော့ကျွန်တော်တို့ကဟိုလက်နက်တဲ့မွေးစေဝါ အဲဘိန်းရသာကြီးကိုဒါနေနေရမယ်အနေထားမျိုးဖြစ်သွားပြီနော်အဲ့တော့အေးရတော့ဒါမကြခင်မှာစုပ်ပြတ်တတ်သွားမယ်အနေထားရှိတယ်ကချင်ပြည်နယ်ဘက်ကိုကျွန်တော်လှည့်မှာဆိုရင်ကချင်ပြည်နယ်ကကျွန်တော်တို့ဖခန့်တိရောက်သွားပြီဖခန့်တိရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီဥရုချောင်းလေးကြော်သွားလို့ရှင်လို့ချင်းကျွန်တော်မရှိကြောင်းတို့ဟိုဘက်အဲလောက်ခင်းရောက်တော့မယ်နော်လောက်ခင်းဆိုင်တောင်ပေါ်ဗျာအဲ့မှာဟိုဖခန့်မှာရှိတယ်ဟိုနေ့မောကျွန်တော်တို့တက်မှာနဲ့သွားပူပေါင်းပြီပေါ့အခုဒီဘက်မှာတိုက်ဝဲတိုက်ညာလဲဟိုဘက်ကပြစ်ကူတွေပေးနေတဲ့ခါကြတော့ ါအေးရဲ့ KIN ရနှစ်ဖက်ညပိတ်ပြီးတော့အတိုက်ခံရတဲ့ပုံစံမျိုးဖြစ်နေတယ်။နောက်အိုက်မှာဝိုင်းပြီးတော့အကြိတ်ခံတယ်။တမ်မော်ကမကြခင်မှာဒီဖားကန်းကိုရောက်ပြီးစစ်ကြောင်းကဖားကန်းတမ်မော်စစ်ကြောင်းထိုးပြီးဆိုမရောက်ဆိုတဲ့နေရာမရှိပါဘူး။တမ်မော်ကတကယ်မလုပ်ရင်တကယ်လုပ်ရင်ဒီတိုင်းပြည်ကမှွေနောက်ပလိုက်လို့ရတယ်စစ်တယ်။ဒါပေမဲ့နိုင်ငံရဲ့ခေါင်းဆောင်ကဒါမလုပ်သေးတဲ့အနေအထားမျိုးတက်ညာနေတဲ့အနေအထားမျိုး ဟိုလုံနေတဲ့အတွက်ဒါသူတို့တက်တက်ညံ့ညံ့ဖြစ်နေဖြစ်တယ်အခုကတော့ကချင်းပြည်နယ်ဘက် KIA ဘက်ကိုစစ်ကြောင်းထိုးလိုက်တဲ့အခါကျတော့တဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဖာကန်ဒီရောက်ပြီဖာကန်နဲ့ပြန်ဆင်းလာမယ်အင်းတော့ဒီမှာဝန်သူဒီဘက်မှာကောလင်းဒီဘက်မိုးကောင်းဆိုဟိုပင်တို့ကောလင်းဒီဘက်ဝန်သူတို့ဒီဘက်တချမ်းလုံးတချမ်းလုံးရွှေဘိုးတို့အကုန်တချမ်းလုံးကိုမကြခင်မှာအကုန်ပတ်သိမ်းပြီးတော့ပြန်ဆင်းလာလိမ့်မယ်အဲ့မှာဗမော်ဗမော်အကြမ်းအောင်လဲဗမော်ဘက်မိုင်းကြရန်နဲ့ဟိုဘက်မှာကျွန်တော်မိုင်းကြရန်သူတို့ လိုင်းစာမှာကသူတို့အထိုင်ရှိတယ်ဆိုပေမဲ့လိုင်းစာရဲ့မျိုးမှရှိတာမဟုတ်ဘူးတော်တဲ့မှာဖြစ်နေတာအဲ့ဒါတွေကလည်းပဲတောင်းတော့ location ကအာဒါတွေကသိရှိပြီးသားတွေဖြစ်တဲ့အတွက်ဒါသူတို့အဲ့ဌာနချုပ်တရားစာမကြခင် ပြုတ်နိုင်ပြုတ်မဲ့အနေအထားမျိုးရှိတဲ့အတွက်ဒါကချင်မှာတော့ကချင်ပြည်နယ်မှာတော့ KI ရအခုတော်တော်နောက်ပိုင်းကျလို့ဆိုရင်လုံးဝပျောက်သွားလိမ့်မယ်အခုလည်းသူတမ၁၇ခုရှိတယ်ဆိုတော့မသိပါဘူးအဲ့၁၇ခုမှာသူတို့၆ခု၇ခုလောက်ကတော့ဟိုရိုင်းလဲသွားပြီးတော့ ကျော်3ခု4ခုလောက်ကတော့အပီးပြောက်သွားတာရှိတယ်။နောက်လုံးဝကစင်ငယ်ရဖြစ်သွားတာရှိတယ်။အဲတမ်တော်ရဲ့အောင်ပွဲတွေလိုပဲပြောရမယ်။ကရင်ပြည်နယ်မှာအခုတိုက်ပွဲတွေကနေအဲတိုက်ဝက်ကနေကျွန်တော်မနေ့ကလည်းကျွန်တော်ပြောတယ်ကရင်ကျောင်းတော့ကရင်ပြည်နယ်ဘက်ကကျွန်တော်စီကိုတရင်ပို့တဲ့လူရှိတယ်ကျွန်တော်အဲ့ဘက်ကနေရတွေကိုတိတ်နားမလဲလို့ကျွန်တော်ကအဲတော်တောင်ကျထဲ့မပြောတတ်တော့နော်ဒီကနေလေးတို့ဘလက်တို့တို့မော်ခီးတို့တော်အဲတေဘောဘူးပါအဲတေဘောဘူးတို့နော်အဲ့မှာဆိုလို့ရှင်လို့ရှိရင်ဒါ 不会干的，到时候干的，我弟弟们那时候对吧？不过，咱在睡觉啊，今早都可能吃嘛，或烧饼来吃嘛，睡觉呢，他他又不会撇干的，然后他吃撇，再看一看呢，不，大米不，咱们老百姓来睡觉都很多，第六名今早都哎不会干的呢，才干的呢，比方说，哎，地里比都的，西边的啊家人，他上等上下等下路啊，六块钱上等的，花干黄子来，今早来在伊那边都是丰收，丰收的家，他西的。 哎了，多少嘞？这么多土地，为了干嘛？怕讲大家要多嘛，就大家不要多嘛呗。天上班嘛，上最远嘛，最老远不？在豆块要嘛，家的嘛，啥问题豆块要嘛，家的家家看呗。上奶奶路还多嘛？难道嘛上老远？得有谁的？大家别骂呢。后边干地不干水，那工人看了下我，俺当时老远，哎天嘛，都等了不别多呀。十天的天嘛，工人等了那等不别多呀。比家里都等了才等啊才等点不别多。还有上面怕讲。 ဘယ်နဲ့မိုးကောင်းအောင်ဆင်းမယ်ပဲအဆင်းမှာဆိုအမှတင်းရနိုင်စီတွေဖြစ်ကုန်အောင်နော်အဲ့လိုတွေမဖြစ်အောင်ကြိုတင်လုပ်လို့ရအောင် ပြောပြနေတာဖြစ်တယ်နော်အဲ့ဒါပြည်သူတွေပြောပြတာဖြစ်တယ်တောင်တော်ရဲ့စိတ်ကြောင်းကလည်းပဲဘာလို့ရှိရသော်တောင်တော်ကိုအားပေးနေတဲ့သူတွေအားလုံးကလည်းပဲအားရှိစေခြင်းနဲ့တိုင်းပြည်တောင်တော်နိုင်မှတိုင်းပြည်အေးချမ်းမှာဆိုတာသိနေတဲ့အတွက်တိုင်း တန်းတော်နိုင်မှလည်းကျန်တဲ့လူတွေအားလုံးပျော်ရွှင်မှဖြစ်တဲ့အတွက်သူတို့တွေပျော်ရွှင်အောင်လို့လည်းပြောပြရတာဖြစ်တယ်။ဒါတန်းတော်တိုက်ပွဲတွေတိုက်နေတာနေတိုက်ပွဲတွေတိုက်နေတာလည်းကျွန်တော်တို့ပြောပြရတယ်။တချို့တန်းတော်သားတွေအခက်အခဲဖြစ်တယ်ဆိုလို့ချင်တယ်ပါအထက်ကိုတင်ပြပေးတာချက်ဒါကျွန်တော်တို့လုံနိုင်တဲ့ဒါတိုင်းပြည်ပေါ်မှာကျွန်တော်တို့လုံနိုင်တဲ့ဟာတာဝန်ကိုကျွန်တော်ဘက်ကကျွန်တော်လုပ်ပေးနေတာဖြစ်တယ်။နော်နောက်တစ်ခုဒီကြားထဲမှာပြည်သူတွေအတွက်ကျွန်တော်ထပ်ပြောပေးတာရှိတယ်။ပြည်သူစားမနေ့ကတော့ကျွန်တော် KB ကိစ္စပြောတယ်။ KB ကိစ္စပြောတာကမခိုင်နေဝေရဲ့အကြောင်း ီကျောင်းမျိုးမင်းရဲ့အကြောင်းဒီလူတွေအကြောင်းကိုပြောချင်တာမဟုတ်ဘူးဒီလူတွေအကြောင်းကိုလည်းကျွန်တော်အတွက်ထည့်ပြောစရာအကြောင်းတစ်ခွက်မှမရှိဘူးဘာပြောလို့လဲဆိုတော့ဒီပုံစံတွေဖြစ်နေကြတယ်ကေဘေးသိန်း30ပြဿနာဖြစ်လာမက်ခိုင်နေဝေဘက်ကလိုက်ပြောတာတော့ဘာညာတချို့ပြောတယ်ချို့ကနားမလဲနှခါသုံးခါနားထောင်နားလေတော့မှဟိုနေပြီကေဘေးမှာငွေအတုလွှဲလို့ရလားငွေအတုလုံးလို့ရလားငွေလက်ဒါလွှဲလက်ခံနေတဲ့သူတွေကအယူတွေမှမဟုတ်တာဒါမျိုးတွေပေါ့ကောမန့်တွေမှာကျွန်တော်တွေ့လာတယ် ဒီကိစ္စကိုသာကောင်းမဖတ်တာဘာဖြစ်လို့လဲဆိုငွေတူးရှိမရှိဆိုလို့ရှင်ရဲစခန်းနဲ့ထောင်မှာသွားစုံစမ်းထောင်ထဲမှာဝင်ကြည့်လိုက်ကြည့်လိုက်နှစ်တက်ကဆယ်နှစ်ကအထက်တွေယူရကြတာဒါငွေတူးသုံးဆွဲတဲ့သူတွေနော်ငွေတူးလုံးဆောင်တဲ့သူတွေအဲ့ဒီကေဘေးစားခွင့်နဲ့ဟိုကေဘေးငွေလဲလုပ်ငန်းစားလုပ်တဲ့သူတွေတောင်းဝေးကြည့်လိုက်အလိမ်မခံဘူးလားလို့ကျွန်တော်ရှေ့မှာတောင်မှဒါကိုတွေ့ဟလာငွေ၅သိန်းလာပြီးတော့သွင်းတဲ့ဟာမှာအဲ့ပိုက်ရှင်ကလက်မခံလိုက်ပဲနဲ့ပြန်သွားဘာဖြစ်လို့လဲ အဲလက်ခံလိုက်ပါကျွန်တော်တည်းကထုတ်ပေးပါမယ်ဆိုတော့မဟုတ်ကိုပိုင်းနဲ့အဲ့ဒါအတုတွေတဲ့အဲမဘလို့သိတယ်ကျွန်တော်လက်နဲ့ရေးလိုက်လို့သိတယ်မင်းလက်တဲ့ရေးတဲ့ဆက်ချိနေတာပဲဘာလို့မရတာအဲ့ဆက်ကမဖတ်ဘူးတဲ့ဘာဖြစ်လို့ကျွန်တော်ဆက်က20ကျော်ပဲတန်လို့တဲ့အဲ့ဒါဖတ်တဲ့ဆက်ကဈေးကြီးတယ်100ကျော်တယ်အကိုတဲ့ဆိုဩအဲ့လိုမျိုးရှိတယ်နော်အဲ့ဒါဘာဖြစ်လို့သူကတည်တယ်လဲမဲ့ကျွန်တော်နှစ်ခါခံပြီးွားပြီလေတစ်ခါလဲတော့မဟုတ်သူအိမ်ကညီမတယောက်ခံတယ်သူ့လက်ထက်မှာခံတော့ ဆယ်ကဏ္ဍတော့မဟုတ်ဘူးလိုက်အာအညီမဲအမှုဖြစ်မှာတောင်းပြန်ပါမဟုတ်အဲ့ဒါကိုကျွန်တော်စီးနဲ့တက်ခုံလို့သူမာကင်နေနဲ့ပေးပြီးဖြတ်ထားတယ်ဒါပုံစံအတူတွေပြထားတာအနေထားရှိတယ်ဘန်နေမှာလည်းပုံစံအတူတွေကိုပြထားတယ်အဲ့ဒါတွေခင်ဗျားတို့မလိန်ခံရအောင်ကိုယ်တော်ကိုငွေဝင်လာလို့ရှင်လဲဒါတစ်ဖက်ကမတမာတဲ့လုပ်ငန်းရှင်တစ်ခုပဲဆိုတာကိုပြတာနော်လိန်နေသူတွေကမတမာတဲ့လုပ်ငန်းရှင်တွေကဒီလိုဒီလိုရှိပါတယ်ဆိုတဲ့အကြောင်းပြောပြနေတဲ့ဥစ္စာကို ါနားမလည်တဲ့သူတွေကရှိသေးတယ်။နောက်ငွေတူးကတော့တွဲလို့ရလား။ဒီ KB ကငွေတူးသွားထုတ်လို့ရလား။ဒါတွေဖြစ်လာရဲ့။အမှန်တကယ်ကတေချာချာမရှိရင်လည်းတေချာနားထောင်မှာကျွန်တော်ကဘူးသူသားဖြစ်နိုင်ငံအမြင်နိုင်ငံရဲ့အရေးရဲဆိုရဲရရဲအမြင်ဒါနိုင်ငံသားဆိုနိုင်ငံအမြင်ဂျာနန်သမားဆိုဂျာနန်သမားအမြင်အပြင်လူဆိုအပြင်လူအမြင်ဒါမျိုးတွေရတော့ဖြစ်တတ်တယ်။တချို့ရိုးသားတဲ့သူတွေအလိမ်မခံရအောင်အချောင်တက်တက်ဟိုတသိငံလုံစားမခံရအောင် ပြောပေးခြင်းဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းနည်းနည်းနားလည်ဖို့လည်းစူးစမ်းပေးဖို့လိုပါတယ် တချို့ကနားမလဲလို့ကျနှစ်ခါဖတ်ပါပါရဲကိုဘာကိုညှိနှိုးမိပြောတာလဲဆိုတာနိုင်ငံရေးပြောတဲ့ဆိုတဲ့နေရာမှာပြည်သူ့အတွက်အရေးကကျွန်တော်တို့ရဲ့အရေးပါပဲ